ကုလူအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခဲရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က Mobile Legends ရဲ့ Animating Skin Series တစ်ခုဖြစ်တဲ့ Experience Skin တွေရဲ့ Leslie's Skin Backstory ကိုပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့အချိန်မဆွဲတော့ဘဲနဲ့တခါလေးပဲစလိုက်ရအောင် ဖက်စလီဟာ planet down break ထဲကချစ်စရာမိသားစုလေးတစ်ခုမှမွေးဖွားလာခဲ့ပြီးတော့ဘဝကိုပုံမှန်တိုင်းပဲပျော်ပျော်ရွှင်ရွှင်ကြီးပင်းခဲ့ရပါတယ်။ဒါပေမဲ့ဒါကသူတို့ရဲ့ဂျူအန်တာရီမကြီးကျော်ခင်ထိပါပဲ။အန်တာရီ planet down break ရဲ့အကြောင်းသိချင်တဲ့ဆိုရင် experience ရဲ့ဆက်ဆက်နေပုံကိုအရင်ဗီဒီယိုမှာတင်ပြထားပါတယ်။ဆက်ရောက်ပြီးကြည့်ရှုနိုင်ပါလိမ့်ပြ။ဆွန် description မှာလင့်ချပေးထားပါမယ်။ခေတ္တတော့ကျွန်တော်နာပဲဖြစ်ပါတယ်။ဆက်လိုက်အောင် ။တက်စလီဟာအန်ဒါရီနဲ့တိုက်ပွဲထဲမှာသူ့မိသားစုကိုကယ်တင်ဖို့ကြိုးစားရင်းဘယ်ဘက်မျက်လုံးကိုဆွန့်ရှုံခဲ့ရပါလဲ။ဒါပေမဲ့စိတ်မကောင်းစွာနဲ့သူ့ရဲ့ကြိုးစားမှုတွေကအချင်းကြီးပဲဖြစ်ခဲ့ပြီးတော့အဲ့အချိန်ကလေးကတယောက်တည်းဖြစ်နေခဲ့ရပါလေ။အဲ့နောက်မှာတော့ Leslie ဟာတက်ဖွဲ့ဝင်တယောက်ဖြစ်ဖို့အပြင်းထန်လေ့ကျင့်ခဲ့ပါတယ်။ပြီးတော့ Dumbrey ရဲ့ရှီးဖွဲ့တွေကိုဝင်လိုက်ပါတယ်။သူ့ရဲ့ထူးချွန်တဲ့တနက်ပြစ်စွမ်းရည်တွေကြောင့် Terrania ရဲ့သူ့တည်တနာစကန်တစ်ခုမှာတော်ဝင်ပေးခံခဲ့ရပါတယ်။ တွေ့ရတောင်းကတော့အဲ့ဒီစခန်းကခေါင်းဆောင်သိပ္ပံပညာရှင်စင်းမောင်နံနဲ့သူတို့ရဲ့တမီလေးဖြစ်တဲ့ချန်ငယ်ကိုကောက်ွယ်ဖို့ပဲဖြစ်ပါတယ်။လက်စလီဟာတခြားမရှင်တစ်ခုကိုလောက်ဆောင်နေရင်းနဲ့ထရီနီယာကိုအန်ဒါရီတက်ခတ်နေတဲ့တရင်ကိုကြားလိုက်ရပါတယ်။ချက်ချင်းဆိုသလိုပဲစခန်းစီကိုအပြေးပြန်ခဲ့ပေမဲ့လက်စလီဟာနောက်ကျသွားခဲ့ပါတယ်။သိပ္ပံပညာရှင်စင်းမောင်နံဟာချန်ငယ်ကိုကဲတင်ရင်းနဲ့ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။စခန်းမှာရှိမနေခဲ့တဲ့အတွက်လက်စလီဟာအလွန်မင်းနောင်တရသွားခဲ့ပါတယ်။ ဒါပေမဲ့ပူဆွေးတော့ကရောက်နေတဲ့ခြံငယ်လေးဟာသူနဲ့ပတ်သက်ပြီးအဆက်အသွယ်ဖြတ်သွားပါတော့တယ်။သူ့ရဲ့နောင်တကိုတတ်တာရဲ့ရစီဖို့ဘက်စလီဟာအဲ့ချိန်ကစပြီးခြံငယ်ကိုလှုပ်အပ်စွာဆန့်ရှောက်ခဲ့ပါတယ်။နေ့တွေကြာလာတဲ့အချိန်မှာအန်ဒါရီနောက်တစ်ခါကြွကြော်လာခဲ့ပါတယ်။ဘက်စလီဟာရန်သူတွေကိုတယောက်ထဲရင်ဆိုင်ဖို့ထွက်သွားတဲ့ခြံငယ်ကိုကာကွယ်ဖို့အတွက်အမြန်ဆုံးလိုက်သွားခဲ့ပါတယ်။ ချန်ငယ်စီကိုလက်စလီရောက်သွားတဲ့အခါမှာချန်ငယ်ဟာတိုက်ပွဲအတွင်မှာအန်ဒါရီရဲ့ခြေထဲမှာအခက်တွေ့နေပြီးတော့လက်စလီဟာချန်ငယ်ကိုအသက်ဘေးကနေလက်မတင်လေးကယ်တင်နိုင်ခဲ့ပါတယ်။တိုက်ပွဲပြီးသွားတဲ့အချိန်မှာလက်စလီနဲ့ချန်ငယ်ဟာသူတို့ရာနားလည်မှုလဲနေရာတွေကိုဖြည့်ရှင်းနိုင်သွားပြီးတော့အရင်တုတ္တိဒနာစခန်းဟောင်းတရှိရာအပြက်စီးရီရဲ့နေရာမှာ Selric Academy ကိုဖွင့်လှစ်ခဲ့ပါတယ်။ Leslie ဟာလည်းတပ်ပွဲဆိုင်ရာဌာနရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ အန်ဒါရီရဲ့ကြီးကြပ်မှုကိုတားဆီးဖို့နဲ့အပိသက်ရှင်းထုတ်နိုင်ဖို့လက်စလီဟာသူ့ရဲ့မရှင်တစ်ခုကိုထမ်းဆောင်ခဲ့ပြီးတော့ပလက်နက်အိုရိုကိုဝင်ရောက်ခါဗဟုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဖြည့်တိတိကြည့်ရှုပေးခဲ့တဲ့အတွက်ဒီဥကြောင့်ရှင်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel ဆိုရင်အခု subscriber 40နဲ့မှ300ရှိသွားပြီပေါ့နော်။ဒါလို့ကျွန်တော် subscriber အကြောင်း50ပြည့်တဲ့ခါကျရင် What? ဟုတ်ပါဘူး။အကြောင်း900ပြည့်တဲ့ခါကျရင် giveaway တစ်ခုခုပေးပါမယ်။ ဒါလည်းတော့မတိသေးဘူးเนาะအဲ့တော့စိတ်ပါရင် like and subscribe လေးလုပ်ခဲ့ခြင်းတယ်လုပ်ခဲ့လို့ရပါတယ်ဒီလိုမလုပ်ခဲ့ခြင်းလည်းအဲ့ဒါပါသေးရေရှင်ဘူးပေါ့เนาะ okay anyways next video မှာပြန်လေးကြပါမယ် guys adios